ီနီယာတယောက်ကိုအဲ့လိုမျိုးဘယ်လိုပြောမလဲဖြစ်စီချင်တဲ့စန္ဒလေးတွေတွေ့တယ်သူကိုအားပေးနေတဲ့ဟာတွေတွေ့တော့ဝမ်းသာတယ်ပို့ပို့ပြီးတော့လည်းအားရှိတာပေါ့နော်အစားအတူစားမယ်အစားအေးကုန်မယ်ဆိုတော့မြန်သွားရအောင်သူသူ့ကိုကအမြဲတမ်းအားကြတဲ့လူလေဆိုတော့သူကကိုကိုအားပေးတော့ဆိုကိုလည်းလုံနိုင်တယ်သူ့လူလုံနိုင်တယ်သူလည်းအမြဲတမ်းဟိုအားပေးဖြစ်ပါတယ်ဘယ်တော့နေလောက်နိုင်တဲ့နေ နစ်ဖြစ်လာမှာပါတနစ်ချန်ပီယံဖြစ်လာမယ်သူကိုလည်းအများကြီးပြောဆိုတော့သူအပီတဲ့ပုံမှာလည်းပို့ပြီးတော့အားရှိသွားပါကိုရဲ့စီနီယာတယောက်ကိုအဲ့လိုမျိုးဘယ်လိုပြောမလဲဖြစ်စီချင်တဲ့စန္ဒာလေးတွေတွေ့တယ်တို့ကိုအားပေးနေတဲ့ဟာတွေတွေ့တော့ဝမ်းသာတယ်ပို့ပို့ပြီးတော့လည်းအားရှိတာပေါ့နော်ဟောကိုဘယ်လိုပြောမလဲသူ့သူ့ကိုကအမြဲတမ်းအားကြတဲ့လူလေဆိုတော့သူကကိုအားပေးတော့ဆို ကိုလည်းလုံနိုင်တယ်သူ့လူလုံနိုင်တယ်သူလည်းအများရအာပီဖြစ်ပါတယ်ဘယ်တော့နေလုံနိုင်တယ်နေနေဖြစ်လာမှာပါတနေ့ချန်ပီယံဖြစ်လာမယ်သူကိုလည်းအများရပြောဆိုတော့သူအာပီတဲ့ပုံမှာလည်းပို့ပြီးတော့အားရှိသွားပါအာဝမ်ချန်ပီယံရှစ်နဲ့ဝင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ကဆက်ဆက်ရောက်လာတာတော့ Thai fight နဲ့ဆက်ပြီးတော့ join တယ်ဆိုပြီးတော့ဟိုဟာဒီဝမ်ချန်ပီယံရှစ်ကိုဒီ Thai fight နဲ့ contract ပြီးတဲ့အချိန်မှာဝမ်ချန်ပီယံရှစ်ကိုယူချေဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်အဲဆိုအဲ့ဒီကနေကျွန်တော်ဘွားတခုကိုပြောင်းလဲမယ်ထင်လို့ဆိုအာပြီးတော့လဲပြောင်းလဲနိုင်မဲ့နေရာတခုဖြစ်မယ်လို့ယုံကြည်လို့ဒီဖဲကိုပြန်ပြီးတော့ join လာတာပေါ့ဆက်ဆက်ရောက်တော့အင်္ဂလိပ်စတလုံးမမြတ်ဆက်ဆက်ရောက်တော့တို့ဆရာဘာပြောလို့ပြောမသိတိုင်းပဲကြည်ပြီးတော့မှနင်းနားလဲလာဆရာပြောလို့ရှိရင်အလစ်တအလစ်တနဲ့ပဲဒီလိုပဲပတ်သွားတာပဲအဲသူများပြောတဲ့ဟာကိုလိုက်နားထောင်ကြည်တချင်းလေးနားထောင် အင်္ဂလိပ်စာသားလိုက်ကြည့်အဲ့လိုနေပဲနည်းနည်းပါပါတဲ့အခုချိန်ဆိုသမင်စာရေတောက်လာတော့ပြောတတ်လာတာပေါ့အဟိုလိုမျိုးကြီးတော့မတတ်ဘူးကိုဖြစ်စကိုရီးယားလည်းကျောင်းကိုကကောင်ကြီးတက်ခဲ့တာလည်းမဟုတ်ဘူးလေကျောင်းကိုတက်ငယ်တော့ကျောင်းတက်ဆိုလို့ရှိရင်လည်းဟိုမိတာဆိုအဆင်မပြေသူမောင်လေးတစ်ဖက်ကိုကြည်ရတာနဲ့ကျောင်းပြေးရတာနဲ့အလောက်ကတစ်ဖက်လောက်ရတယ်ဆိုစာရီကမကြည့်ဘူးအဲငယ်ကလေးကဆိုအရန်အားနေအဲစာပိုင်းမှာဘာမှမရဆိုတော့ ဒီမှာလာဒါမဲ့ကိုကကိုနည်းနည်းပါပါတော့သူများနဲ့နေဆိုတော့သူများဘာသာစကားတော့တတ်ရမှာလေနော်ဆိုတော့အဲ့ဒါနည်းနည်းလေ့လာလိုက်တာပဲအာကျွန်တော်စဉ်စိတ်ကူထားတာတော့30နှစ်34လောက်ထိပေါ့နော်ကျွန်တော်လုံနိုင်တလောက်ထပ်စွမ်းကုန်တော့ကြိုးစားမယ်ကျွန်တော်စဉ်းစားထားတာပေါ့နော်ဘာကြီးမားတဲ့ injury မဖြစ်ရင်တော့ပေါ့နော်ဆိုတော့အဲ့အဲ့လောက်ထိတော့စဉ်းစားထားပါရောကျွန်တော်ကတော့ဒီတကယ်တမ်းပြောမစို့သူများတခြားဒီ one championship fighter တွေနဲ့ထပ်ဆိုင်လို့ရှိရင်ကျွန်တော် မွေထိုင်အတွေ့အကြုံအရင်နေသေးတယ်ဆိုတော့သူများဟိုသူများကတော့လူတိုင်းကတော့ကျွန်တော်ထက်အများကြီးတော့တာကြမှာပါအဲဒါပေမဲ့ကျွန်တော်ကတော့တပွဲပြီးတပွဲကျွန်တော်လစ်လာရင်းနဲ့တပွဲပြီးတပွဲပူကောင်းကျွန်တော်ဆက်သွားချင်တယ်ကျွန်တော်ထိုးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ဘယ်လိုပြောမလဲအနိုင်အရှုံးတော့တိတ်တော့မစင်စားချင်ဘူးဖြစ်ဆိုကျွန်တော်လက်ရည်ဘလောက်ဟိုလုံနိုင်လဲဆိုတော့အဲ့ဒါကိုပဲကျွန်တော်သွားမယ်ဆိုတော့ထိုးချင်တယ်ဆိုလို့ရှိရင်လည်း ျွန်တော်စင်တင်ဖြစ်တဲ့အချိန်ကျရင်တော့ထိုးဖို့လက်ခံလာမှာပါဟုတ်ကဲ့ပါနောက်ထပ်နိုင်ဝဲနဲ့တူတော့ပြန်လာလို့ရှိအောင်ပါပေါ့အဲ့ဒါဆိုရင်အာရှိအောင်ပါပေါ့